နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အင်အားပြင်းမြင်ကလေးတန်ခံခဲ့ရတဲ့မြန်မာနိုင်ငံကိုအကူအညီပေးသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်တယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြထားကြပါတယ်။အင်ဖြူရောမှာမနေ့ကလွတ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တယောက်ရဲ့မိမုံကိုသမ္မတကအခုလိုဖြေကြားသွားခဲ့တာပါ။မြန်မာနိုင်ငံကလေးဘေးအတွက်အမေရိကန်အနေနဲ့ကူညီဖို့အတွက်မြန်မာနိုင်ငံနဲ့စကားပြောထားတယ်လို့လေသမရထရန့်ကပြောဆိုခဲ့ပါတယ် မြန်မာမျိုးငလီရင်လောက်ခတ်မှုတည်င်းကိုသိရှိကြောင်းနဲ့တာဝန်ရှိသူတွေနဲ့စကားပြောဆိုခဲ့ပြီးဖြစ်ကြောင်းဒေါ်နယ်ထရန့်ကပြောကြားခဲ့ပေမဲ့ဘသူတွေနဲ့စကားပြောပြီးဘာတွေကူညီသွားမလဲဆိုတာကိုတော့ပြောကြားခဲ့တာမရှိပါဘူးမြန်မာငလီရင်နဲ့ပတ်သက်ပြီးအရေးပေါ်အကူအညီတွေပေးအပ်သွားဖို့အဆင်သင့်ရှိနေတယ်လို့ဥရောပသမဂ္ဂ EU ကမတ်လ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်မြန်မာနဲ့ဒေတာရင်းတဝိုက်မှာလုခတ်ခဲ့တဲ့ Richter scale အဆင့်9.8ရှိငလျင်ကြောင့် ျက်စီးဆုံးရှုံးမှုတွေအတွေ့အလွန်စိုးရိမ်ဝန်းနေမိပါတယ်လို့လေဖော်ပြထားပါတယ်။အခုဖြစ်ရမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီများလိုအပ်နေတဲ့မြန်မာနိုင်ငံကလူသန်းပေါင်းများစွာတို့ရဲ့လက်ရှိအရေးပေါ်အခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့လေ EU ကဆိုထားပါတယ်ရှင်။